ိုင်းမြမနယ်ဆက်ထီခီဒေတာကထီခီစစ်ကောင်စီစခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကအခုလ9ရက်နေ့မှာတင်းယူနိုင်ခဲ့ပါတယ်။ထီခီကုံတွယ်ရေးဂိတ်အနီးတောင်မော်ကထီခီစစ်ကောင်စီစခန်းကိုပြီးခဲ့တဲ့လနောက်ဆုံးအပတ်မှာစတင်တိုက်ခိုက်ခဲ့ပြီးမနေ့ကမနက်ပိုင်းမှာ KNL, KNDO နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကတင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒဝဲနဲ့ထိုင်းနယ်စပ်မှာအရေးပါတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ တီခီတက်စခန်းကစစ်ကောင်စီတပ်တဒတ်လုံးနေပါထိုင်းနိုင်ငံဘတ်ချံကိုထွက်ပြေးသွားတာကြောင့်လွယ်လွယ်ကူကူပဲသိမ်းယူနိုင်ခဲ့တယ်လို့ KNU မြေတဝဲခရိုင်ဥက္ကဋ္ဌဘဒိုဝင်းခိုင်ကပြောပါတယ်ဒီမနေ့တော့ပြောမှဆိုအေးစီစီပဲသိမ်းယူလို့ရတာလေတို့ညရဲထွက်ပြီးတော့ထပ်မဲ့ချောင်းကူတော့ဒီမှာတဏ္ဍမပေါ်နဲ့အေးစီသိမ်းသိမ်းလိုက်ရတဲ့သဘောပဲလေဟာအဲ့ဒါကြောင့်လို့ဖမ်းမိတာလည်းမရှိဘူး ကျွန်တော်ဘက်ပါလက်ချိတ်ခိုက်တာရရသူတို့ဘက်ပါချိတ်ခိုက်တာရရတာလဲအဲရှိသလောက်ပါပဲနော်အဲ့ဒါဒီစကန်သိတဲ့အချိန်ကတော့စကန်မှာကြာရှိနေတဲ့တရင်မူအပါဝင်စစ်ကောင်စီတပ်သား80ကျော်ဟာအခုလ10ရက်နေ့ညကထိုင်းနိုင်ငံဗကြံကိုနေဆက်ဖြတ်ကျော်ပြီးထပ်မံထွက်ပြေးသွားတာကြောင့်စကန်ကိုလွယ်လွယ်ကူကူပဲသိမ်းနိုင်ခဲ့တာလို့ဆိုပါတယ် အခုလပထမပတ်ထဲမှာလဲတီကီစခန်းကစစ်ကောင်စီတပ်သား50ဝန်းကျင်လောက်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ပါသေးတယ်။အဲဒါကြောင့်စစ်ကောင်စီတပ်သား130ကျော်ရှိတဲ့တီကီစခန်းကနေအလုံးနီးပါးထွက်ပြေးသွားတာဖြစ်ပြီးတိုက်စုံတန်ရာရတဲ့စစ်ကောင်စီတပ်သားတချို့ရှိတယ်လို့လဲတော်လိုင်းရင်ရဲဘော်တွေစီကသိရပါဗျ။ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာလက်နက်တချို့ကိုယူဆောင်သွားပေမဲ့စခန်းမှာကြမ်းခဲတဲ့လက်နက်ကြီးနဲ့ခေရန်တချို့ကိုတော့ တော်လိုင်းရေးတပ်တွေဘက်ကတိမ်မီခဲ့တယ်လို့ KNU ရဲ့ပြောပြချက်အရာသိရပါဗျ။တိုက်ပွဲတောက်လျှောက်မှာတော်လိုင်းရေးတပ်တွေဘက်ကရဲဘော်၃ဦးခန့်ကြာဆုံးပြီးထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့လည်းတော်လိုင်းရေးတပ်တွေစီကသိရပါဗျ။လက်ရှိမှာတော့ထိခိနေဆက်စခန်းတစ်ဝိုက်မှာစစ်ကောင်စီတပ်သားတွေလုံးဝမရှိတော့ဘဲ KNU နဲ့တော်လိုင်းရေးပူးပေါင်းတပ်တွေဘက်ကပဲထိန်ချုပ်ထားပြီးဖြစ်တယ်လို့မြေတဝဲခန့်ဥက္ကဋ္ဌဗဒိုဝင်းခိုင်ကပြောပါဗျ။ မဒီနေရာတစ်ချိန်တော့ကျွန်တော်တို့ရဲဩဇာလူမြောက်နေမိတဲမှာရှိတယ်ဒီ60ခုသို့စီစီပြီးတဲ့နောက်ပိုင်းမှာတော့ဒီ major operation ပူရချိန်မှာကျွန်တော်တို့ထားခဲ့ရတဲ့ပြီးတော့28နှစ်နေပါဘောနော်ဒီဆက်ရှင်နေစကူနေနီးပါးမှာကျွန်တော်ပြန်ပြန်ယူလို့ရတယ်လို့တော့ပဲပြောရမှာပေါ့အဲဒါကြောင့်မလို့အားနေချင်းအားသာချင်းဘာရတော့ပြီးတဲ့အချိန်မှာဒီနေစာဒေတာကတော့ ရောမှာဆိုတရားဝင်နေစားကူးတဲ့လမ်းကြောင်းကြီးဖြစ်တဲ့အကြောင်းမလို့ဒါလည်းဒီရောမှာဆိုရင်စကားစားတယ်လေတကယ်သုံးဆုံးရတဲ့ဟောစာရလာတခုလိုပဲပြောလို့ရတာပေါ့နော်အဲ့ဒါကျွန်တော်တို့ဘက်ကတော့ဒါတော့ရိုးရိုးလေးပါကျွန်တော်တို့ဆုံးရှုံးခဲ့တဲ့ဟောစာနေရာဒေသကျွန်တော်တို့ပြန်ရတာပြန်ရတယ်ဆိုတော့လေဒါတော့ကျွန်တော်တို့အတွက် ်တကယ်ကိုပြောမှဆိုရင်ဘောဇာဘောနော်ပြောလို့မရအောင်ပြန်ခေါ်ရရတဲ့သဘောပေါ့နော်အဲ့ဒါတိခိနေဇက်ဒေတာဟာအရင်က KNU တမဟာလေးရဲ့ဌာနချုပ်ဖြစ်ခဲ့ပေမဲ့1998ခုနှစ်နောက်ပိုင်းမှာလက်လွတ်ခဲ့ရပြီး28နှစ်လောက်အကြာမှာပြန်လည်သိမ်းပိုင်နိုင်ခဲ့တာပါ။